အားလုံးပဲမင်္ဂလာပါဗျာ။ Silent တရေထဏမပြားလဲကြိုးစိုးလိုက်ပါရခင်ဗျာ။အခုတင်းဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ကြော် PDF ကိတူကတရက်ကိုသိန်းပေါင်းထောင်ချီထိရနေတယ်ဟုဆိုလာတဲ့အဘသာကြော်စိုးရဲ့ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာကြော်စိုးကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေကြလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်း Silent တရေထဏမအတူပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ရှုဖို့မြကြီးနားလမ်းပိုင်း တော့မြကြီးမန္တလေးကနေကျွန်တော်မြကြီးနားကိုချိတ်ဆက်တဲ့လမ်းမိုက်နေရှိပါတယ်တိုးတော့လည်းပဲဒါလက်ရှိအုံပြုနေတဲ့အုံများနေတဲ့လမ်းမိုက်ကိုပဲတင်ပြတော့မှာဖြစ်ပါတယ်လက်ရှိမန္တလေးကနေပြီးတော့ကျွန်တော်တို့မြကြီးနားတက်တဲ့လမ်းမြကြီးနားတက်တဲ့ကုန်ကားတွေခီးတဲ့ရင်ကားတွေအားလုံးကမန္တလေးရွှေဘိုမြကြီးနားလမ်းမြကြီးနားလမ်းမိုက်အုံပြုပြီးတော့ကျွန်တော်တို့ဒါကုန်သွယ်မှုတွေခီးသွားလာမှုတွေပြုပါတယ်အဲ့ဒီမှာကျွန်တော်တို့ကပြောစရာတွေတခုဖြစ်နေတာကအဲ့မှာကျွန်တော်တို့ရှောင်းခွင်းလမ်းနေရှိတယ်အဲ့ဒီရှောင်းခွင်းလမ်းတွေကသူကဒီ PDF တွေစစ်သွေးကြော NGO အုပ်စုတွေက တို့တို့ဒီမဟာရွာကြတဲ့လမ်းပေါ်ကိုဒီကုံကားတွေခီးသေးရင်လည်းအတက်မခံဘူးအတက်မခံမဲနဲ့ဒီလုံလုံတပ်ဖွဲ့ဝင်တွေရှိတဲ့ထိချုပ်ထားတဲ့မြို့တွေဆိုရင်အဲ့ဒီမြို့ကိုတို့အဝင်မခံဘူးအဝင်မခံမဲနဲ့လမ်းမကနေပြီးတော့ကျွန်တော်တို့အောက်ကိုဆင်းပြီးတော့မြို့ရှောင်းလမ်းပေါ်ပြတနည်းအားဖြင့်တို့ကတော့မြို့ရှောင်းလမ်းတော့မဟုတ်ရှောင်းဝင်းလမ်းလို့သုံးပါရမယ်အဲ့ရှောင်းဝင်းလမ်းတောလမ်းကနေဖြတ်ပြီးတော့ကျွန်တော်တို့ဒါတို့ပတ်စံတွေကောက်ပြီးတော့ဖြတ်တန်းခိုင်းကြတနေ့တနေ့အဲ့ဒီရှောင်းဝင်းလမ်းကနေပြီးတော့ NGO အုပ်စုတွေရတဲ့ငွေကြေးတွေကတနေ့တနေ့ဘီလီယံနဲ့ချီတယ်တရက်တရက်ကိုကြက်သိန်းထောင်ချီရတယ် ဲ့တော့ခင်ဗျာနည်းတဲ့ပတ်စံသူကြီးမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒီဒီအကြပ်ပတ်သမားတွေကငွေပင်ငွေရင်းကိုဖျက်တောက်နိုင်ဖို့ဆိုရင်ဒီရှောင်းဝင်းလန်းတွေကိုသွားတဲ့ခီးပဲရင်းတွေကျွန်တော်တို့ဒီကုန်ကားတွေကိုကျွန်တော်တို့မသွားဖို့တော့ကျွန်တော်တားဆီးနိုင်ဖို့လိုတယ်တစ်ဖက်ကလည်းဒီအကြပ်ပတ်သမားတွေကလန်ဒန်နဲ့ကားတွေဒီလန်ရှောင်းဝင်းလန်းကိုသွားဖို့တော့ဆောင်ရွက်နေရအောင်လဲကျွန်တော်တို့ထိချုပ်နိုင်ဖို့လိုတယ်ရှင်းလင်းနိုင်ဖို့လိုတယ်အဲ့ဒီလိုကျွန်တော်လမ်းပိုက်တွေမှာအကြပ်ပတ်သမားတွေကဟာလာရှောင်းဝင်းလန်းတွေအသုံးပြုခိုင်းနေအဲ့ဒီရှောင်းဝင်းလန်းတွေအသုံးပြုတဲ့ခါကျတော့ကျွန်တော်တို့တချို့သောနေရာတွေမှာရှောင်းဝင်းလန်းဆိုတာကကျွန်တော်တို့ဒီရှုံလန်းတွေတွားတာလက်ရှိမိုးရွာတွေ မိုးရသည်ဆိုတော့ကျွန်တော်တို့ဒီရှင်လန်းနေဖြစ်သွားတဲ့အခါမှာအဲ့ဒီလမ်းတွေမှာကျွန်တော်တို့ဒီကားတွေညစ်တယ်ကားတွေညစ်တယ်ပြီးရင်ကျွန်တော်တို့ခီးတဲ့ရင်တွေညစ်တယ်ကုန်ကားတွေညစ်တယ်ခီးတဲ့ရင်တွေညစ်တယ်ဒီကအမျိုးစုံညစ်တယ်ဗျာညစ်တဲ့အခါမှာဒီစစ်သွေးကြော energy အုပ်စုတွေကတော့ရန်ပုံငွေဆိုပြီးတော့အဲ့ဒီလမ်းပိုင်းတွေမှာကျွန်တော်တို့ထုံဆက်တွေပေါ့ထုံဆက်တွေနဲ့တော့ဆွဲတယ်ဆွဲတဲ့အခါမှာညစ်သွားပြီးတဲ့အချိန်မှာဆွဲရင်တစည်းမနေ့ကသူတို့ခေါ်ဆွဲခေါ်ဆွဲကနေတစည်းအဲ့လိုရတယ်အဲ့တော့မနေ့စရာအကြောင်းရှိမလားဗျာဒီတော့ကုန်ကားဆိုတော့ခင်ဗျဝင်းတယ်ခီးတဲ့ကားဆိုတော့ဝင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျဆွဲရတာပဲလားသမီးကားနေစင်ကားတွေခင်ဗျဆွဲရတာ ။ဆိုရတဲ့သူတို့ကပတ်စံကိုခင်ဗျာနေ့စဉ်တိန်းကိုထောင်းနေရှိရတယ်။ကားတစီးကိုသူတို့ကအဲ့မှာကျွန်တော်တို့ဆွဲကားဆိုရင်ကြက်သိန်း3သိန်းကနေ3သိန်းဆိုတာကျွန်တော်နည်းနည်းရေးပြလေးပေါ့ဗျာ။အများဆုံးတော့ကျွန်တော်တို့ပေးရတာကဒီ10သိန်းကနေသိန်း20ကျောက်ကိုကုန်တယ်လို့ခီးတဲ့ရှင်တွေကုန်တင်ကားတွေကပြောတယ်။ကုန်တင်မောင်းတဲ့သူတွေကပြောတယ်။ဒါကကျွန်တော်တစည်းစာပဲပြောတာ။အဲ့မှာခင်ဗျာနေ့စဉ်ဖြတ်တန်းတဲ့ကုန်ကားတွေကအစီအမနေဘဲသူတို့ရနေတာ။နောက်တစ်ချက်ကအဲ့လမ်းပိုင်းမှာသူတို့ကစီးဝါးရေးဘာထက်ရှာလဲဆိုတော့အဲ့ဒီရှောက်ဝင်းလမ်းတွေပါပေါ့။စီးဝါးရေးထက်ရှာတာကဒီကုန်ကားတွေကကျွန်တော်တို့ဒီကုန်ကားတွေခီးတဲ့ရှင်တွေမိုးရွာပြီဆိုရင်ကျွန်တော်ပြိမ့်ပြီးသွားပြီ။ ရေပြက်တွေကြောင့်သွားလို့မရတော့ပိတ်မိသွားပြီပိတ်မိသွားတဲ့ခါမှာဒီကောက်ကားတွေတော့ဒီ NUG စစ်သွေးအုပ်စုတွေကလမ်းပိုင်းမှာတော့ထမင်းတိုင်းနေတယ်ကျက်ဥတလုံးနဲ့ငြုတ်သီးစိမ့်3000ထမင်းပြူတသေးတဝဲဆိုရင်9000ကနေ9000ရောက်အောင်ပေးရတယ်ငြုတ်သီးစိမ့်က3000ပဲပါတယ်အဲ့လိုရောင်းတယ်ပြီးအဲ့မှာတခါထက်ရတာကခင်ဗျာစားဖို့တော့ထက်ရတယ်အတောက်ဆိုင်တွေပေါ့ဘီယာဆိုင်တွေအရက်ဆိုင်တွေအဲ့မှာထက်ရတယ်ပြီးရင်ကျွန်တော်တို့ WY နဲ့မွေးစေဝါးတွေမှာထက်ရောင်းတယ်ပြီးရင်ကျွန်တော်အဲ့မှာ vegan တွေဖာကန်တွေပါအကုန်ရှိတယ်အန်ယူဂျီကဖွင့်ပေးထားတယ်အဲ့လမ်းပိုင်းမှာပြည်သူတွေဘယ်လောက်ဒုက္ခရောက်နေလဲအဲ့မှာကျွန်တော်တို့ဒီ ွှေဘွားတွေပြီးတော့ကျွန်တော်တို့ဒီမြကြီးနောက်သွားတဲ့ကားတွေကကျွန်တော်တို့ဒီရွှေဘုံနဲ့မွန်းညင်းကြားပါပေါ့အဲ့ဒီကြားမှာကျွန်တော်ရှောင်းဝင်းလန်းနေရှိတဲ့ခါကျတော့အဲ့ဒီမှာပေးရတဲ့ NUG ကိုပေးရတဲ့ခင်ဗျဟလာထိုးစားဆွဲကားတွေလမ်းတုံပြူကားတွေဂိတ်တင်ကြီးတွေပြီးရင်ကျွန်တော်တို့ဟိုတန်ကြီးတွေပေါ့ဥမာကားတစ်စီးကခင်ဗျ၃တန်ပါလား၄တန်ပါလားမတန်နဲ့တွေ့တာရှိတယ်အဲ့ဒီမှာပေးရပေးရပေးရတဲ့ပတ်စံတွေပေါင်းလိုက်ပြီဆိုရင်ဒီကချင်ပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေစကိုင်းတိုင်းနဲ့အထက်ပိုင်းမှာရှင်နေထိုင်တဲ့ပြည်သူတွေကသူတို့ရဲ့ကုန်စည်တို့တွေတက်သွားတာအဲ့ဒီမှာကားတော်ကားတွေကုန်စည်တွေကပေးရတဲ့ဒီစရိတ်တွေကကျွန်တော်ကုန်ဝင်မှာထပ်ပေါင်းတာ ကုမ္ပဏီထပ်ပေါင်းတဲ့အတွက်ကျွန်တော်ကချင်းချင်းမှရှိတဲ့ပြည်သူတွေသူတို့ဈေးစကားတွေအများကြီးပေးရတယ်ကျွန်တော်ဒီမှာဗျာဥပမာခင်ဗျားတို့အားလုံးသိတဲ့ BR W ကဒီမှာဆိုရင်ခင်ဗျား2000 3000လောက်ရတယ်ထားပါဆိုဥပမာပြောတာဟိုမှာခင်ဗျား9000လောက်မှတောက်လို့ရတယ်လမ်းမှာပေးရတဲ့ကြေးတာမနေဘူးပဲနံပါတ်1ကကျွန်တော်တို့ခီးသွားရတဲ့အကြချင်းတာချင်းတာချင်းမှလည်းကျွန်တော်တို့ကုန်တယ်နောက်ကကျွန်တော်ရင်းပြင်ဆင်ကဒီကျွန်တော်တို့ဒီခီးကြောက်သွားတဲ့ခါကျွန်တော်ကားတွေရဲ့ပြင်ဆင်မှုကလည်းတော်တော်ကြီးကိုကျွန်တော်တို့ကုန်ကြစီပို့ထွက်တယ်ပြီးရင်73စီလမ်းချင်းဂိတ်ကြီးအများကြီးပဲ ဲ့မှာကျွန်တော်ကားသမားတွေနဲ့ကျွန်တော်ပြောတဲ့အခါမှာဒီရွှေဘိုကနေပြီးတော့မုံကြီးထိအဲ့မှာကျွန်တော်မျိုးဆောင်လမ်းတွေကိုယ်လမ်းတွေအများစွာရှိပါတယ်အဲ့ဒီအရာတွေအားလုံးကို NUG အုပ်စုတွေကထိချုပ်ထားပါတယ်တဲ့ထိချုပ်ထားတယ်မိုးတစ်ခါရွာရင်တော့ခင်ဗျာအဲ့မှာရက်ကခင်ဗျာတပတ်တစ်ပတ်ကြာသွားပြီလက်ရှိဒီမြကြီးနားကနေပြီးတော့ဒီမန္တလေးကိုလာတဲ့ကားတွေမြကြီးနားမြကြီးနားကျွန်တော်ရွှေဘိုမန္တလေးလမ်းပိုင်းပေါ့အဲ့ဒီလမ်းပိုင်းဆိုရင်ကျွန်တော်တို့ဒါ15ရက်ပတ်လည်လို့ကြာတယ်လို့ပြောတယ်တခါကျတချို့သောကားတွေဆိုခင်ဗျာအရက်20လောက်ကြာသွားတယ်မိုးရာသီဥတုဆိုရင်ဆိုးတယ်လို့ကြာတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ဒီပုတ်သိုးလွယ်တဲ့ပစ္စည်းတွေဆိုရင်ကုန်ကြားစီးတက်သွားပြီပြီးရင်ကျွန်တော်အခြားသော အခြားတော့ကျွန်တော်တို့စက်သုံးစီလေးဆေးဝါးတွေစသဖြင့်စားရိတ်ခါတွေဆိုလည်းခင်ဗျအဲ့မှာကုန်ကြစီကထပ်ပေါ်လာကြီးကြာလေလေလမ်းပေါ်မှာကျွန်တော်တို့ကုန်ကားတွေကကြာလေလေသူကကုန်ကြစီကပိုများလာလိမ့်မယ်အဲ့ဒီအရာတွေကိုလုပ်နေတာကကျွန်တော်တို့ NGO အုပ်စုတွေကလုပ်နေတာတော်ဆိုတယ်ကျွန်တော်ပြခင်ဗျားတို့ဒီရန်ကုန်ကနေပြီးတော့ကိုရီးယားကိုသွားရင်ခင်ဗျားလင်းစင်းရင်အကြင်ရခင်ဗျား၈နာရီရာနေ၁၀နာရီရာပဲရှိတယ်ဒီဒီဒီအဲ့အဲ့ဘက်လည်းပဲရှိတယ်အဲ့ဒီဒီမန္တလေးကနေပြီးတော့ခင်ဗျားတို့မြကြီးနားသွားမယ်ဆိုအရက်၂၀လည်းဖြစ်နိုင်တယ်အရက်၁၀လည်းဖြစ်နိုင်တယ် အရင်20လည်းဖြစ်နေအရင်20လည်းဖြစ်နေတယ်။ကိုရီးယားနဲ့မြန်မာမိုင်ပေါင်းအများကြီးပဲ။ကျွန်တော်ဒီမှာကကျွန်တော်တို့ဒီခင်းထားတဲ့မဟာပြည်ကလိုင်းလေးရှိတယ်ဖြူးနေရမယ်။အဲ့လောင်တက်လို့မရဘူး။အဲ့လောင်တက်လို့မရအဲ့လမ်းကိုစစ်သွေးကြောအုပ်ဆက်ထိချုပ်ပြီးတော့တရက်တရက်သိန်းကိုထောင်နဲ့ချီဝင်တယ်။ကျွန်တော်အဲ့ဒီအရာတွေကိုကျွန်တော်တို့ဖြတ်တောက်နေဖို့လိုတယ်။ကျွန်တော်အဲ့မှာဒီမှတ်တမ်းအနေနဲ့ကျွန်တော်ဒီလမ်းမိုင်းတွေကိုကျွန်တော်တေချာလေးဒါလောက်ထားပါတယ်။အဲ့လမ်းမိုင်းတွေကတော့ဒီရွှေဘွားတွေစမယ်ဆိုရင်ကျွန်တော်တို့သူရဲ့ဒီရှောင်းဝင်းလမ်းတွေရှိတဲ့နေရာကဇီကုံစပင်နတာမြေမုံပေကြီးကောလင်းကွင်းလမ်းတွေအဲ့ဒီကွင်းလမ်းတွေအဲ့မှာကျွန်တော်ထိချုပ်ထားတယ်။ရွှေဘွားတွေထွက်ပြီးဆိုတော့ကျွန်တော်ကွင်းလမ်းတွေကွင်းလမ်းတွေ ဥပမာပြကျွန်တော်တို့ဒီလုံချိုးတပ်ဖွဲ့ဝင်တွေကဒီမျိုးမျိုးကိုရှိရဆိုရင်အဲ့ဒီမျိုးကိုကျွန်တော်တို့ကွင်းသွားရလမ်းတွေတောလမ်းတွေသွားတောလမ်းတွေအဲ့ဒီအုပ်စုတွေကထိချုပ်ထားတယ်ထိချုပ်ပြီးတော့ကားဒီမှာဒီလမ်းကသွားမာပြောလမ်းပေါ်မသွားဘူးအဲ့တော့ဒဇီကိုဘလောက်ပေးဆိုဖြတ်တာဖြတ်တာဖြတ်တာအဲ့ဒါကျွန်တော်တို့ရွှေဘွားနေမိုးကြီးစီရောက်တယ်နောက်ချော့ဖြတ်တာအဲ့တော့ကျွန်တော်တို့ကတတိယချက်ကတိုင်းပြည်ရဲ့ကျွန်တော်တို့အခွန်မှန်တာတွေများစွာဆုံးရှုံးတယ်နံပါတ်1တိုင်းပြည်ရဲ့ကျွန်တော်တို့ကုန်ထုတ်မှုစွာတွေများစွာဆုံးရှုံးတယ်နံပါတ်3ကကျွန်တော်လူဆွားရေးမြေတွေဆုံးရှုံးတယ်ဆုံးရှုံးတယ်နံပါတ်5အကြမ်းဖက်တွေရဲ့ငွေပင်ငွေရင်းဖြစ်နေတယ် ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ထိချုံနိုင်မလို့လေအဲ့ဒီရဲ့တတန်းကဘလောက်ကြာသွားပြီလဲဆိုရင်ကျွန်တော်တို့ဒီရဲ့အခြေအနေကဒီကွင်းလန်းနေဖြစ်လာတာက2023ခုနှစ်ကနေပြီးတော့ဖြစ်လာတာယနေ့ရှိအဲ့တော့ခဏနှစ်ကိုတွက်ကြည့်လိုက်အဲ့ဒီနှစ်မှာဒီ NGO အုပ်စုတွေရဲ့ရတဲ့တရားတော်ငွေရမနေဘူးပဲပြီးခဲ့ကာလကဒီ NGO အုပ်စုတွေကဒီစကိုင်းတိုင်းနဲ့ဒီစကိုင်းတိုင်းထဲမှာရတဲ့သူတို့ရဲ့ဘန်ဒါဝင်ရှင်းတဲ့သူတို့ထုတ်ပြလိုက်တာတွေ့ရတယ်အဲ့ဒီဟာကကျွန်တော်တို့ဒီဒီကားပေါ်ဒီကားတွေတော်နေတဲ့လမ်းပေါ်နေရတဲ့ပတ်စံမနေဘူးပဲအဲ့ရှောင်းဝင်းလန်းနေရတဲ့ပတ်စံမနေဘူးပဲမနေဘူးပဲ ျွန်တော်တို့ဓာရီကိုကျွန်တော်တို့ဖြတ်တော့နိုင်မှုလို့လေဒါမှသာလေကျွန်တော်တို့ဒါနိုင်ငံတော်ရဲ့ဒါကျွန်တော်တို့ဒီတိတ်ဥပုဆောင်ရေးစနစ်ကိုလည်းကျွန်တော်တို့ဒါတော်တော်လေးအလုပ်ဖြစ်သွားမှာဖြစ်တယ်အပြည့်အစုံအများပြည်သူရဲ့နေစဉ်ကြုံတွေ့နေရတဲ့ကုန်စည်နှုန်းကြီးမြင့်တဲ့ပြဿနာကိုလည်းကျွန်တော်တို့ဖြေရှင်းနိုင်မှာဖြစ်တယ်အဲ့တော့ဗျာရှင်းလေဗျာရွှေဘွားနဲ့အိုက်ကားတွေဘယ်ရာတွေရှောင်းလဲရှောင်းတဲ့နေရာမှာဗဖိုးနဲ့တူပြီးတော့ဗျာခပြကျွင်းနေတာတူပလိုက်ရှုပ်လို့ဘယ်ကားမှမလာရဘူးခပြရှင်းလေးလေဟိုကကျွန်တော်တို့ဒီရွှေဘွားနဲ့ခမဟိုဘက်ကိုရောက်မယ်ဆိုရင်ခပြအဲ့မှာရှိတဲ့ဒီလမ်းပိုင်းတွေလမ်းပိုင်းတွေအဲ့မှာတူပလိုက်ဗျာသဘင်နာသာတို့ကျွန်တော်တို့မြေမုံတို့ပေကြီးတို့ကောလင်းတို့ အဲ့လမ်းမရနေဒီဘီဝါလမ်းနေပြီးတော့အောက်ထဲကိုရှောင်ဝင်လက်ရှိတယ်မဟုတ်လားဗတ်ဖိုးတဲ့ကဗျာတူးပလိုက်ဗျာကြိုက်တဲ့ကခုံစင်းသူခုံစင်းတဲ့ကမြုပ်လားစင်ရှင်းသားမှာဗျာအဲ့မှာကဗတ်ဖိုးတဲ့ကတူးပလိုက်ဆိုတော့ဘယ်ဘယ်ကားမှမသွားရဘူးဘယ်ကားမှမသွားရဘူးအဲ့အဲ့လိုသွားလို့မရအောင်ဆိုကျွန်တော်ဒီဘက်ကိုပါလာလိမ့်မယ်ကျွန်တော်တို့ဒီကလာမှာကျွန်တော်ကောင်းမွန်တဲ့တာတကားရှိတယ်အဲ့ဒါကဒီဒီတပ်ဘော်ကနိုင်ငံတော်တောင်ကိုထမ်းယူဆောင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီရုပ်ရှင်ုံနဲ့ပတ်သက်ပြီးတော့ဝိုင်းကုန်လုပ်ဖို့အတွက်စစ်သွေးကြွအုပ်စုတွေကကျွန်တော်တို့တောက်လျှောက်ကိုလှုပ်ဆော်တယ်ဗျာကျွန်တော်တို့ကရုပ်ရှင်ုံသွားရင်ဘုံခွဲမှာရုပ်ရှင်ရဲမဲ့လူဘုံခွဲမှာတို့လုတ်ခဲ့တယ်လုတ်တဲ့အခါမှာဒီပြည်ညာရေးဝင်ကြီးက အဲ့ဒီလိုလုပ်တဲ့ဟာကိုပြည်ညိုင်းဝင်ကြီးကိုတိုင်ကျွန်တော်တို့ရိုက်ချိုးနိုင်ခဲ့တယ်။ရိုက်ချိုးနိုင်ခဲ့တယ်။အဲ့တော့လက်ရှိဒီပြည်ညိုင်းဝင်ကြီးဥမ္မာပါအောင်ပေါ့။ဒီလက်ရှိရုပ်ရှင်လောကဖွံ့ဖြိုးအောင်လုပ်နိုင်ခဲ့တာကပြည်ညိုင်းဝင်ကြီးဥမ္မာပါအောင်။ဒါတော့ကျွန်တော်တို့အသိမပြောရမယ်။တကယ်ကိုလုပ်နိုင်ခဲ့တယ်။ရခင်ကကျွန်တော်တို့ဒါ2021ကာလနောက်ပိုင်းမှာကျွန်တော်ရုပ်ရှင်မှာလူမဝင်ဘူး။ဒီရုပ်ရှင်ရဲ့ဒီရန်တွေရဲ့ပြတ်တောက်သွားလို့ဖြစ်တယ်။လူတွေဘာလို့တော့မပြောဘူး။အဲ့ဒီမှာဒီပြည်ရိုင်းဝင်ကြီးဥမ္မာအောင်ကဒီရုပ်ရှင်နဲ့ပြန်ရိုက်ကူးနိုင်ဖို့ဒီရုပ်ရှင်ရဲ့ဒီကျွန်တော်တို့ဒီရဲ့သူရန်ရိုက်ပြန်ပြီးလက်ပတ်နိုင်ဖို့တော့လုပ်ခဲ့တယ်။အဲ့လိုလုပ်ခဲ့တဲ့အခါကျွန်တော်လက်ရှိကျွန်တော်တို့ရုပ်ရှင်မှာလူလူပြည့်ရအောင်ရန်ကုန်တို့မှာလူလူပြည့်နေရပါ ပြည့်နေရပဲအဲ့ဒီလိုပဲဗျာကျွန်တော်တို့လက်ရှိကျွန်တော်တို့ဒီကာလမှာလည်းကျွန်တော်ဖြစ်ခဲ့တယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီဖျားပွဲတွေမလုပ်အောင်ဖျားပွဲလုံးရင်ဘုံခွဲမဲ့ပါရင်စသဖြင့်ဟိုဘွက်ကအုပ်စုတွေကျွေးကြတာပဲကျွေးကြတော့ဗျာလောက်ပြပလိုက်ရေလောက်ပြလိုက်တော့လောက်တယ်ချားတယ်လောက်တယ်ချားတယ်နောက်ဆုံးအဲ့ကောင်နေကတ်လို့မရတော့ရှေ့မှာကျွန်တော်ကောင်းတဲ့တာတကိုင်းများဆိုရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒီရှောင်းခွေးလန်းနေတဲ့ပတ်သက်ရင်ပြည်သူလူထုတွေကားမောင်းတမားကျွန်တော်လှိမ့်အောင်ခံရတာတကယ်တည်းဗျာခင်ဗျာနိုင်ငံတော်ကရမယ့်ပတ်သက်တွေအများကြီးပဲခင်ဗျာအဲ့မှာဗျာဒီဒီမန္တလေးရွှေဘိုမြကြီးနားလမ်းမကြီးဥမာခင်ဗျာလမ်းမကသွားလို့ခီးစေးက စီဘိုးက3သိန်းကုန်လေထားရှောင်းဝင်းလားကသွားမယ်ဆိုရင်စီဘိုး3သိန်းအပါဝင်ကဗျာဒီဘွားကိုရောင်းရတဲ့အတွက်ကဗျာစီဘိုးက2ဆလောက်တက်သွားပြီစီဘိုး2ဆလောက်တက်သွားပြီပြီးရကဗျာကားပြင်စင်စီတက်သွားပြီပြီးအကြမ်းဖက်တွေကိုကျွန်တော်တို့ပေးရတဲ့ပတ်စံတွေတက်သွားပြီအဲ့တော့ဒီတိုင်းပြည်ရဲ့ဘန်ဒါလာလေးလွတ်လွတ်ထွက်သွားတာအဲ့မှာလေခင်ဗျာလေးပါတစ်ချက်အုပ်တာနဲ့ဒီနိုင်ငံနိုင်ငံတော်ရဲ့ပတ်စံတွေကခင်ဗျာအပြည့်ကိုဘယ်ရောက်မှမသိအဝင်းတွေနဲ့ပျောက်ပျောက်သွားတာတိုင်းပြည်ရဲ့ခင်ဗျာဘန်ဒါကိုလည်းဆုံးရှုံးတယ်အများကြီးပဲဆုံးရှုံးဖို့အကြီးပဲနောက်တစ်ချက်ပို့ပြီးဆုံးရှုံးတာကကြောင့်လူဆွားမျိုးဆုံးရှုံးတယ်လူဆွားမျိုးကြီးကြီးမားဆုံးရှုံးတယ် နောက်တဲ့ဆုံးချောတော့ကဒီကွင်းလန်းနေကြောင့်အကြပ်တမားလေးငွေကြေးတွေများစွာရရတယ်။အဲ့ဒါကနိုင်ငံတော်ရဲ့ဘန်နာကိုလည်းမစီစဉ်ဘူး။နိုင်ငံတော်ရဲ့တီဆောင်ရေးရန်ရကိုလည်းမစီစဉ်မဲ့နဲ့ကျွန်တော်တို့အကြမ်းတမားတွေရဲ့လူတက်ဖို့ဖြစ်လာတယ်။လူတက်ဖို့ကျွန်တော်လက်နက်တွေဖြစ်လာတယ်။လူသစ်စုဆောင်မှုတွေဖြစ်လာတယ်။စားရေးကစုဆောင်မှုတွေဖြစ်လာတယ်။ဖြစ်လာတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီရွှေဘို မြေကြီးသားလမ်းမိုက်မှာရှိတဲ့ဒီရှောင်းဝင်းလမ်းတွေကိုကျွန်တော်တို့ထိန်းချုပ်စေချင်ပါတယ်။ဒါမှသာလေကျွန်တော်အကြပ်ဖတ်သမားတွေရဲ့ဝင်းဝေးရှာလမ်းကိုကျွန်တော်တို့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ရှောင်းဝင်းလမ်းတွေကကျွန်တော်ရွှေဘူကားနဲ့မွန်ညင်းထိရှိပါတယ်။အဲ့ဒီကြားထဲမှာဆိုရင်တော့ကျွန်တော်တို့ဒီဇီဂုံဇပန်တန်တာမြေမိုးပေကြီးကောလင်းအဲ့ဒီကွင်းလမ်းတွေကတော့ကျွန်တော်အကြပ်ဖတ်သမားတွေရဲ့ထိန်းချုပ်တဲ့လမ်းမိုက်တွေဖြစ်ပါတယ်။နောက်ထပ်ဒီဝန်ဆက်ပြပြပေးချင်ပါလေဒါကတော့မေတီလာမျိုးကိုပြစ်ခတ်ဖို့ဒါခြေပြထားတဲ့ရှော့လိုက်တုံး၁၂လုံးနဲ့သူ့ရဲ့ဒီဆက်ဆက်ပစ္စည်းတွေဖန်စီရမိခဲ့တဲ့တိတ်စီရမိခဲ့တဲ့အခြေအနေပေါ့ဗျာ တက်စီရမိခဲ့တဲ့ချင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။ဇော်လာဆန်နေရနေ့မနေ့ကမလီယာဒီတာကြီးမေဒီလာမျိုးနဲ့ကန်ဦးဆန်ပြကြေးွာအဲကန်ဦးဆန်ပြကြေးွာဆိုတာကကျွန်တော်တို့ဒီမေဒီလာမျိုးရဲ့အနီးပါရှိတယ်ပေါ့ဗျာမေဒီလာမျိုးနဲ့နီးတယ်။တနည်းအားဖြင့်ကျွန်တော်တို့မေဒီလာပင်တလဲလိုင်းပိုင်းပေါ်မှာတည်ရှိတယ်ကြေးွာမေဒီလာမျိုးနဲ့ဆိုရင်နီးတယ်။အဲ့တော့သူအားတွေတော့အဲ့ဒီပင်အဲ့ဒီကျွန်တော်တို့ဒီကန်ဦးရွာကနေပြီးတော့ကျွန်တော်ကန်လက်ပြတိုင်းမယ်ဆိုရင်တော့အဲ့အဲ့ဒီရဲ့ဂျားထဲမှာကျွန်တော်ပြင်သာကြေးွာရှိမယ်။ကန်ဒီကြေးွာရှိမယ်။ပြီးတော့ကျွန်တော်တို့တကယ်တကယ်ကျွန်တော်တို့ဒီရန်ကုန်ပိုင်းလေးအမြန်လမ်းတိကျွန်တော်တို့ဖောက်ပြီးတော့သွားနိုင်တဲ့အနေအထားရရှိတယ်။အဲ့တော့ဗျာကျွန်တော်တို့ဒီမျိုးကိုပြတ်ခတ်ဖို့အတွက်တကယ်ကိုကျွန်တော်တို့နေရာကောင်းကနေပြီးတော့ရွေးချယ်ထားတဲ့အနေအထားလို့ပြောရမှာဖြစ်ပါတယ်။ မိလာမျိုးရဲ့ကျွန်တော်တို့နေရာကောင်းလို့ပြစ်ဖို့တော့ပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်ရှော့လိုက်တဲ့တဘောကတော့ခင်ဗျာပြစ်ကြိုက်တာပြစ်ရောက်ချင်နေတဲ့ရောက်တာကွဲချင်နေတာကွဲတာရှော့လိုက်တော့ခင်ဗျာပြစ်ချင်နေတာပြစ်ကွဲချင်နေတာကွဲတာတော်တော့ဒီအတိုင်းစားမရှိမရှိဘူးအဲ့တော့မိတဲ့မိတဲ့ကျွန်တော်တို့ဒီ short ride လုံးတွေမှာဆိုရင်ဒီပြစ်စင်တွေတွေ့ရတယ်အဲ့မှာကျွန်တော်တို့သတိစားမိတာကပြစ်စင်ကကျွန်တော်တို့ဒီ12ခုတွေ့ရတယ်ပြီးရင်ကျွန်တော်တို့ဒီဒီ short ride တုံးက12လုံး short ride တုံးရှိမှကျွန်တော်တို့အသုံးပြုတဲ့ fuel က12လုံးပြီးရင် battery oil က3လုံးတွေ့ရတယ်ပြီးရင်ကျွန်တော်ဝါယာကျိုးတွေနဲ့တွေ့ရတယ်အဲ့တော့လူတော့ကျွန်တော်တို့ မမြူးလို့တော့ကျွန်တော်တို့နားလေရတယ်မမြူးလို့တော့ကျွန်တော်နားလေရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့တောက်လျှောက်တော့လုံလုံညိုးတဖို့တောက်လျှောက်ကျွန်တော်တို့ဒီလုံညိုးရဆောင်နေတာရှိတယ်ဒါအကြဖတ်သမားတွေကတော့ဒါမိတိလာမျိုးတွေကတို့ပြစ်ချင်တာပြစ်ပြစ်ချင်တယ်ပြစ်တယ်ဗျာကြားချင်တာကြားဆိုသဘောနဲ့တို့ချိန်ရခဲ့တာတိုးတော်လည်းပဲကျွန်တော်တို့ဒါအချိန်မီတားဆင်နိုင်ခဲ့တယ်အဲ့တော့အရာတိုင်းအရာတိုင်းမှာကျွန်တော်ပြည်သူလူထုရဲ့ဒါပူပေါင်းပေါင်ဝင်မှုအသိကိုရေးကြည့်ပါတယ်ပြည်သူလူထုရဲ့ပူပေါင်းပေါင်ဝင်မှုအားကောင်းရင်အကြဖတ်သမားတွေကဒီလှုပ်ရှားနိုင်တဲ့နေမျိုးမရှိဘူးလှုပ်ရှားနိုင်တဲ့နေမျိုးမရှိဘူး။ဥမာပြကျွန်တော်တို့ကကိုယ့်ရွာဘေးနားမှာလူစိမ်းကတ်တလားလူစိုးကတ်တလားစသဖြင့်ဘလို့လူကတ်လဲသိတာပေါ့။တိုးတော်လည်းပဲကျွန်တော်တို့ကအဲကိုယ့်ရဲ့ဒီ ီဒီဒီသတင်းပေးတွေကိုလည်းကျွန်တော်တို့ကဒီအကာအကွယ်ပြုနိုင်မလို့တာပေါ့သတင်းပေးတွေကျွန်တော်တို့အကာအကွယ်မပေးနိုင်ဘူးဆိုရင်ဒီသတင်းပေးတွေရဲ့ဒီအသက်အရာလည်းအရင်အရေးကြီးတာ哦ကျွန်တော်လက်ရှိဆိုရင်ကျွန်တော်တို့ဒီပဲခူးတိုင်းဘက်မှာပဲခူးတိုင်းကျွန်တော်တို့ရန်ကုန်ပြည်လမ်းပိုင်းပေါ့ဗျာအဲ့အဲ့လမ်းပိုင်းကျွန်တော်တို့ဒီတကြောပြည်တကြောပေါ့ဗျာအဲ့ဒီကြောမှာဆိုရင်ကျွန်တော်တို့အကြပ်ဖတ်သမားတွေကဒီရိုးမအခြေမှရှိတဲ့အုတ်ချွေပိုင်းအုတ်ချွေအဖွဲ့တို့တောက်လျှောက်တောက်လျှောက်လုံချောက်တောက်လျှောက်ပြုတ်တောက်လျှောက်တောက်လျှောက်ဖြစ်နေတာတွေ့ရတယ်လက်ရှိလည်းကျွန်တော်ဖြစ်နေတယ်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီပဲခူးယုံမကလည်းဒီပထူအနေထားရကျွန်တော်တို့အရင်ကိုအရေးပါတယ်နေရအကြပ်ဖတ်သမားတွေကလည်းကျွန်တော်တို့ဒါခြေကုပ်ယူခဲ့တဲ့နေရအဲ့တော့ဘာကပါရဲ့တကယ်ကျွန်တော်တို့ တကယ်တကယ်သူတို့ရဲ့ဒီပင်မလှုပ်ရှားခဲ့တဲ့နေရာဒါဆိုတော့သူတို့ဒီနေရာကိုအကြံဖတ်သမားပြန်ပြီးတော့လက်ရှိခုအောင်နေတယ်အဲ့ဒီဘကိုယုံမတယ်မှာတော့အကြံဖတ်သမားရှိနေစေဖြစ်တယ်ရှိနေစေဖြစ်ခဲ့ကတော့အကြံဖတ်သမားတွေသူတို့ရဲ့ဒီသူတို့ရဲ့ဒီအာနာရန်ရတီစောင့်နိုင်ဖို့အတွက်အလာရံတဲ့ဒီဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီဘကိုယိုမအခြေမှရှိတဲ့တနည်းအားဖြင့်ခင်ဗျားတို့မြင်အောင်ကြည့်ရင်ရန်ကုန်ပြည်လမ်းပိုင်းအဲ့တော့ပြည်ရဲ့တကြောပေါ့ဗျာဒီရန်ကုန်ဘက်တော့မပါဘူးဒီဘက်တာယောက်ဒီတို့ကျွန်တော်ပြည်ဖို့အဲ့လမ်းပိုင်းတကြောမှရှိတဲ့ဒီရိုးမအခြေမှရှိတဲ့ရွာတွေဘက်မှာတို့ဒါလှုပ်ရှားမှုတွေရှိလာတယ်အဲ့ဒီသားမှရှိတဲ့အုတ်ချွေးအဖွဲတွေတို့တပ်ဖြတ်မှုတွေလှုပ်လာတယ်လက်ရှိလည်းကျွန်တော်လုံနေစေဖြစ်တယ် လုံနေစက်ဖြစ်အဲ့မှာအကြမ်းဖက်သမားတွေခင်ဗျာကြည့်လိုက်အကြမ်းဖက်မီဒီယာတွေဒါဘဲအုပ်ချုပ်ရေးမှုကိုတို့ဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်တဲ့ခါမှာအုပ်ချုပ်ရေးမှုကအုပ်ချုပ်ရေးမှုကကျွန်တော်တို့ဒီတနက်လူပြီးထွက်ပြေးလို့ပြစ်ခတ်လိုက်ရပါတယ်ခင်ဗျာဗျာလူတယောက်ကိုဖမ်းလာဗျာခင်ဗျာလည်းဒီကျိုးတုပ်ပြီးဖမ်းလာတာဗျာခြေထောက်ကိုလည်းကျိုးချီတာအဲ့အဲ့ဒီလူကခင်ဗျာဘယ်လိုပြေးရမလဲလေးဘက်ထောက်ပြေးရမလားလေးဘက်ထောက်ပြေးရမလားလှုပ်ချင်လို့လှုပ်လိုက်တာအဲ့တော့ခင်ဗျားတို့လည်းလှုပ်တဲ့လူတွေလည်းခင်ဗျားလှုပ်တဲ့သူလှုပ်တဲ့အဖွဲ့စည်းလည်းခင်ဗျားတို့တူသောအကျိုးပြန်ပြီးပေးဆက်ကြမှာပဲပေးဆက်ကြမှာဖြစ်တယ်ဒါတော့ကျွန်တော်တို့ဒီဘကူယုံမနဲ့ဆက်ဆက်တဲ့အခြေအနေပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒီ ဒီသရုပ်ပြန်ဆက်မယ်ဆိုရင်ဒီမိဒီလာမျိုးကိုပြစ်ခတ်ဖို့ချိန်လာတဲ့ဒီ short တိုင်းတော့ဆက်နှလုံးနဲ့ကျွန်တော်တို့ဒီဖြူတွေပါတယ်ဖြူ12ခုပြစ်စစ်12ခုပတိယော3လုံးကိုလုံးညတ်ဖို့ဝင်နေကဒါသိသိနိုင်ခဲ့တယ်လက်ရှိလည်းကျွန်တော်တို့ဒီနေမြေရှင်းလင်းမှုတွေကတောင်းချောက်တောင်းချောက်လုပ်တယ်အဲ့တော့အကြပ်ဖက်သမားတွေအများရှင်းရှင်းလေးပါအာတို့တို့အနေနဲ့တို့တို့နေမိဒီလာမှာရှိတဲ့ဘယ်မိဒီလာလေးတဲ့စကိုင်းကိုသူပြစ်ခတ်နိုင်ခဲ့တယ်ပေါ့ဗျာဒီလိုကြွေးကြော်နေတာပါရခင်ကလည်းကျွန်တော်တို့ဒီလိုအေရီးယားမျိုးတွေသူပြစ်ခတ်ခဲ့တဲ့အနေထားရှိတယ်တတိယပြပြအဲ့ဒီအေရီးယားတွေမကြောက်ဘူးသူတို့ကတော့ online ပဲဗျာအမေရိကန်လေးတဲ့စကောင်းသူတို့ဘယ်နှလုံးပြစ်ခတ်နိုင်ခဲ့ပြီဘာမှမကြော်ကြတာပြစ်ချင်တာပြစ်တာကြားချင်တာကြားတာကြားချင်တာကြားတာ ိုလက်ရှိတော့ကျွန်တော်တို့ဒီနောက်လျှောက်ရှင်းလင်းမှုတွေလုပ်နေတယ်ရခိုင်ကလည်းကျွန်တော်တို့ဒီနေပြည်တော်ကိုနေပြည်တော်မှာရှိတဲ့ဒီနေပြည်တော်လေးနဲ့စကန်ထားတာကြောင့်အကြမ်းဖက်သမားတွေပြက်ခတ်မှုတွေရှိတယ်နောက်ပိုင်းတော့ကျွန်တော်တို့မျိုးတော့ပေါ်နေရှင်းရှင်းရှင်းနဲ့အကြမ်းဖက်သမားပျောက်သွားတယ်ပျောက်သွားတယ်အဲ့တော့လက်ရှိတို့ရဲ့အဲ့ဒီအများကြီးကကျွန်တော်တို့ဒီဘက်မေဒီလာဘက်ကိုတို့အဲနည်းနည်းမျိုးမျက်စောင်းထုတ်လိုက်တဲ့ဘောဖြစ်တာပေါ့။အဲလက်ရှိတော့ကျွန်တော်နေပြည်တော်ရှင်းလင်းမှုတွေဒါတောက်လျှောက်တောက်လျှောက်ရှိနေတယ်။နောက်ထပ်သေးဖို့ဆက်ပြီးပြပေးချင်ပါလေ။ဒါကတော့ဒီကနေ့မနက်ပိုင်းမှာဒီကနေ့မနက်ပိုင်းမှာကျွန်တော်တို့ Israel ကအီရန်ရဲ့ဒီစစ်ပတ်ဆိုင်အဆောက်အဦတွေပြီးကျွန်တော်တို့နျူကလ িয়ার နျူကလ িয়ার နဲ့ဆိုင်တဲ့ဒီအဆောက်အဦတွေကိုသူပြစ်ခတ်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါလေ။ ြစ်ခတ်ရှင်းလင်းတဲ့အခါမှာဒီ ISP ကသူရဲ့ဒီပြစ်ခတ်မှုကိုသူတို့တောက်လျှောက်ဒါကျွန်တော်ဒီလူမှုကွေမှာတောက်လျှောက်တင်ထားတွေ့ရတယ်တင်တဲ့အခါမှာသူကဒီအဓိကလေချောင်းနဲ့ပဲတိုက်ခိုက်တာလေချောင်းနဲ့တိုက်ခိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီဒုံးကြီးအလုံးဒုံးကြီးအလုံးကျွန်တော်တို့မှတ်ထားတာကသူကမှတ်တမ်းမှာဒုံးကြီးအလုံး330ဒုံးကြီး330နဲ့ပြစ်ခတ်တယ်လင်းရင်စီးရီက200အသုံးပြုတယ်အဲ့ဒီမှာကျွန်တော်လင်းရင်အများစုက American ထုတ် F35 F60 F50 ဒီလင်းလင်းမျိုးစားတွေသူတို့အသုံးပြုခဲ့တယ်လို့သူတို့ဘက်ကဖော်ပြတွေ့ရတယ်သူတို့ရဲ့ပြစ်ခတ်မှုတွေကြောင့်ဒီအီရန်ရဲ့ဒီစစ်ပတ်ဆိုင်ရာစစ်ပတ်ဆိုင်ရာခေါင်းဆောင်ပိုင်းတွေ တို့ဗိုလ်ချုပ်အဆင့်ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူတွေတို့ရှင်းလင်းနိုင်ခဲ့တယ်။ပြီးရင်ကျွန်တော်တို့ဒီနျူကလ িয়ার ပညာရှင်တွေကိုလည်းတို့တပ်ဖြတ်နိုင်ခဲ့တယ်လို့တို့ဘက်ကလည်းထုတ်ပြန်ထားတယ်။အီရန်ဘက်ကလည်းအဲ့မှာကျွန်တော်တို့အီရန်ရဲ့အီရန်ရဲ့ကျွန်တော်တို့စစ်တပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအဆင့်ရှိသူအပါအဝင်ကျွန်တော်တို့ Islamic Dollar ရဲ့အဆောင်တက်စစ်ဦးစီးချုပ်နျူကလ িয়ার ပညာရှင်တွေဒါတို့တိတ်ဆုံးခဲ့တယ်ဆိုပြီးတော့ကြာဆုံးခဲ့တယ်ဆိုပြီးတော့အီရန်ဘက်ကလည်းထုတ်ပြန်ထားတွေ့ရတယ်။အဲ့တော့အဲ့လိုဖြစ်တဲ့အခါမှာဒီအီရန်ကလည်းကျွန်တော်တို့ဒါသူ့ရဲ့ဒီ UAV တွေနဲ့ အစ္စရေးနိုင်ငံဘက်က UAV တက်ရလို့တော့ကြီးလာတာတွေ့ရတယ်နိုင်ငံတကာတရင်တွေမှာဖြစ်တယ်ဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီအစ္စရေးရဲ့လေကြောင်းရံကာကွယ်စနစ်ကအခုနိုင်ငံပိုင်တဲ့ထက်ကိုမကြခင်ကျွန်တော်တို့ရှင်းလင်းနိုင်ခဲ့တယ်အစ္စရေးကတော့ကျွန်တော်တို့ဒီလေကြောင်းရံကာကွယ်စနစ်မှာတကယ့်ကိုကျွန်တော်တို့ကောင်းတယ်ဒီကောင်းတယ်ကောင်းတယ်ပေါ့ဗျာကောင်းတယ်ကျွန်တော်အီရန်ကတော့တော်တော်လေးအထိနာသွားတဲ့သဘောဖြစ်သွားပြီအဲ့တော့အဲ့မှာနိုင်ငံတကာနိုင်ငံနိုင်ငံတကာတရင်ဖော်ပြချက်ရဆိုတော့ကျွန်တော်တို့ဒီဂျန်နန်ဇီးတွေကဒီလိုမငြိမ်ပသက်မှုတွေကြောင့်ကျွန်တော်တို့လှုပ်ခတ်မှုတွေရှိလာတယ်ဆိုပြီးတော့နိုင်ငံတကာတရင်မှာဖော်ပြလာတွေ့ရတယ်အဲ့တော့ဒါကသူတို့ရဲ့တိုက်ခတ်မှုဒီနေရာမှာကျွန်တော်တင်ပြချင်တာအဲ့ဒါမဟုတ်ဘူးအစ္စရေးက အေးဆွေးကသူ့ရဲ့စစ်စင်တွေအရာတွေအားလုံးမှာသူကအသုံးပြလိုက်တိုင်းရေဘဝဲစစ်စင်လို့သူကခေါ်ပြီးအသုံးပြတယ်ရေဘဝဲစစ်စင်ဆိုတာကကျွန်တော်တို့ဒီရေဘဝဲမှာကလက်တွေအများကြီးရှိတယ်အဲ့လက်တွေအများကြီးရှိတဲ့ကမှာသူကဒီလက်တွေကိုတချောင်းချင်းမဖြတ်ဘူးတချောင်းချင်းမဖြတ်ဘဲနဲ့ဒီလက်တွေကိုသူကတချောင်းချင်းမဖြတ်ဘဲနဲ့ဒီရေဘဝဲအကောင်ကြီးသေစင်နိုင်လောက်တဲ့နေရာကိုပဲသူကပြစ်တာဆုပြုံပြစ်တာဆုပြုံပြစ်တာအဲ့အေးဆွေးမှာတစ်ဖက်မှာလည်းကျွန်တော်ဒီဂါဇာကမ်းမြောက်ဒေသပေါ်မှာဆက်ဆက်တဲ့နေရာတွေမှာအေးဆွေးကစစ်စင်တွေစောင့်နေတယ်ဒီအဲ့ဒီရဲ့ထောက်ပံ့မှုကကျွန်တော်အီရန်အီရန်ကထောက်ပံ့တယ် မြန်မာကထောက်ပံ့တဲ့ကကျတော့ ISW အနေနဲ့ဒီ Iran ထောက်ပံ့ထားတဲ့ဒီလက်နက်ကင်အဖွဲ့တွေအများကြီးရှိတယ်။အများကြီးကကျတော့ဒီ ISW ကဒီလိုသူ့ရဲ့ကျောတော်ကအဖွဲ့အဖွဲ့ချင်းသူကရှင်းနေတော့ဘူး။သူတို့ခေါ်တဲ့ကျွန်တော်တို့ဒီရေဘဝဲရေဘဝဲဆက်စင်ရေပေါ့ဗျာ။ရေဘဝဲဆက်စင်ဆိုတာကျွန်တော်တို့ဒီလက်တွေတချောင်းချင်းကိုသူကလိုက်မဖြတ်တော့ဘူး။လက်တွေတချောင်းချင်းဖြတ်မယ်ဆိုရင်ဒီရေဘဝဲကောင်ကြီးကမသေးဘူး။ဒီရေဘဝဲကောင်ကြီးသေဖို့အတွက်ဒီရေဘဝဲကောင်ကြီးကတကယ်ကျွန်တော်တို့ဒီဌာနချုပ်ကိုပြစ်ပြစ်ရှင်းရှင်းပလိုက်တာ။ပြစ်ရှင်းရှင်းပလိုက်တာ။အဲ့တော့ ISW ကအဲ့လိုချက်တည်တာ။အဓိကကျွန်တော်တင်ပြချင်တာအဲ့ဒါ။ ISW ရဲ့ကျွန်တော်တို့ဒါ ဒါ issue ရဲ့စစ်စင်ကတော့ကျွန်တော်တို့ရေဘဝဲစစ်စင်လို့ပြောမှာဖြစ်ပါတယ်တကယ်ကျွန်တော်တို့တကယ်ကျွန်တော်တို့ key point ပေါ့ဗျာတကယ် main နေရာပဲသူကရှင်းပလိုက်တာရှင်းပလိုက်တာအဲ့တော့ကျွန်တော်တို့ Iran ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ nuclear ပညာရှင်တွေများစွာသိတယ်ဒါကကျွန်တော်ဒီကနေ့မနေ့ဖြစ်တယ်ဟာအဓိကကတော့ကျွန်တော်တို့ဒီရေဘဝဲတကောင်ရဲ့လက်တွေကိုတချောင်းချင်းမရှင်းဘူးသူရဲ့ပင်မခေါင်းပိုင်းကိုပဲရှင်းတယ်ဒီရေဘဝဲကောင်ကြီးသေးသေးနိုင်လောက်တဲ့နေရာကို